ရှန်ကယန်နယ်ဆက်ဖေကုံမြို့နယ်လက်ဤကျေးရွာကဘုံတော်ကြီးတင်ပညာရေးကျောင်းဘာကကျောင်းကိုစစ်ကောင်စီတပ်ကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့လို့မြေပြင်တရင်ရင်းမြစ်က AWD ကိုပြောပါတယ်။စစ်ကောင်စီတပ်ဟာဇွန်လ16ရက်နနက်10:00နာရီလောက်မှာဘာကစာတင်ကျောင်းကိုအသေးခံ drone နဲ့ဇင်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးမူလတန်းအရွယ်ကလေးငယ်နှစ်ဦးထိခိုက်ခဲ့လို့သိရပါတယ်။အာစစ်ကောင်စီကနေတိုက်ခိုက် drone ပေါ့နော်နူစီနဲ့အာဟိုဒီ ကျောင်းနီနာပေါင်းကျုံမလေးအီဆိုတဲ့ရွာပေါ့နော်လီအတီရွာအထက်မှာရှိတဲ့ကျောင်းဟိုဖုံးအကျောင်းအကျောင်းပေါ့နော်အဘုံကျဲတဲ့ကလေးနူဦးအနေချင်းချစ်ကတားရမှုအရှိတဲ့လို့ကနူဦးကြားပါတယ်ဟိုကျောင်းရဲ့ပရိုမိုဟိုပုံစံတိုင်းပေါ့နော်ဒါဟိုနည်းနည်းလေးပြစ်စီသွားတာ ရှိပါတယ်ဟုတ်လောဆယ်အဲ့လောက်ပဲကြားရပါသေးတယ်တနေ့ကြီးခုနှစ်ချက်လက်ပြစ်လာတယ်ပေါ့ခုနှစ်လောလောထုလာတာပြောတော့ပေါ့နော်ဒါပေမဲ့အချစ်ကတားရမှုတင်းစေးကတော့ကျွန်တော်ဟိုမတိရသေးဘူးဟုတ်ဟုတ်နော် ိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်ဤကျေးရွာကိုအတေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်နက်ကြီးနဲ့လည်းခုနှစ်ကြိမ်ပစ်ခတ်ခဲ့ရလို့ဆိုပါရယ်2024ခုနှစ်မတ်လ22ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာလက်ဤကျေးရွာမှာရှိတဲ့ဆေးရုံကို Jet Fighter နဲ့၄ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ရကြောင်းအသက်40ဝန်းကျင်အရွယ်အမျိုးသားတအူးနဲ့အသက်16နှစ်အရွယ်လူငယ်တအူးဘုံထိမှန်ပြီးတိတ်ဆုံးခဲ့ရလို့သိရပါဗျ။ ကီယနီပြည်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်လက်ရှိလက်ဤကျေးရွာမှာဖဲခုံမိုးပြင်းနဲ့ရန်ကုန်မြို့ကဒေသခံတို့လည်းလာရောက်သိမ်းရှောင်နေထိုင်နေရလို့ဆိုပါတယ်။